အားလုံးပဲမင်္ဂလာပါခင်ဗျာ NTE Education Center မှာကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်တင်ဆက်ပေးချင်တာကပက်ကွာအကစားနည်းရဖြစ်ပါတယ်ဒီကစားနည်းဟာ1980လောက်တုန်းကပြင်သစ်နိုင်ငံမှာစတင်ပေါ်ပေါက်ခဲ့လို့ပဲဆိုရပါမယ်ဒီအကစားကိုအဓိကဆိုးရွားတဲ့ရည်ရွယ်ချက်ကစိတ်နဲ့ခန္ဓာ control လုပ်လို့ကောင်းလာမယ် freedom ဖြစ်နေရဆိုပဲစိတ်ခံစားချက်ကိုရစေရ survivor ဆိုရဲစွန့်စားရတဲ့ feeling မျိုးကိုရစေတတ်တဲ့အတွက်ကြောင့်ဒီပက်ကွာအကစားကိုစော့ကစားရခြင်းပဲဖြစ်ပါတယ် gym ဆော့တာတက်ပို့ပြီးတော့ risk များတယ်ဆိုပေမဲ့ discipline ရှိနေဖို့တော့လိုအပ်ပါတယ်။အမြဲတမ်း training လေ့ကျင့်ခန်းဆင်းပေးနေတယ်လို့မျိုးလုပ်ပေးဖို့လိုအပ်ပါတယ်။နိုင်ငံတွေပေါ်ပြည်တက်ရတာတွေခေါင်းမိုးအမြင့်တွေပေါ်တက်ပြေးရတဲ့ကိစ္စတွေကတကယ်ကိုစွန့်စားကမ်းဝင်ရတဲ့ကိစ္စတွေပါပဲ။ဒါပေမဲ့ဒါဟာပက်ကွာဆော့တဲ့သူတွေအတွက်အမှုပညာတစ်ခုလိုပါပဲ။ဒါက sport အားကစားမဟုတ်ပါဘူး။ဒါက survival စွန့်စားကမ်းဝင်ရတဲ့ကစားနည်းတစ်ခုပါ။ ။ဒါကတော့ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဘူတူတရရှိနိုင်တဲ့အသိပညာပေးအားကစားနည်းတစ်ခုပါ။ဒီလိုကစားနည်းမျိုးကိုလိုက်ပြီးလွယ်မကစားကြဖို့လည်းမေတ္တာနဲ့တားမြစ်ချင်ပါလေ။နောက်အခေါက်တွေမှာလည်းဘလို့ဘူတူတရရှိရင်တင်ဆက်သွားပေးမလဲဆိုတာကိုလည်းစောင့်စားကြည့်ရှုပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။